ယနေ့တန်တော်နေ့1568ခုကိုဇာတက္ကရ1389ခုကစုံမာဇန်5ရက်နေ့2025မေလ10ရက်နေ့နေ့လူတရကဥတ္တန်လူတိုင်းကမှာဒုံမေရှင်မိသားစုတို့ဤပင်တတ္တမင်္ဂလာကိုကြောင်းပြုကုသကောင်းမှုဤရဲ့အခါမှာတရားစကားလေးနဲ့နောက်ရည်ပူဇော်ပြီးမှဖြစ်ပါတယ်။သစ္စာဘုရား ဟောကြားတဲ့ပရာဘဝတုတ်တံဆိုအဲ့ဒီခန္ဓာတပုတ်ကိုဟောရွေးချင်တာဖြစ်ပါတယ်နော်ပရာဘဝတုတ်တံပရာဘဝတုတ်တံကအခုသူတို့ကအမှီအကြောင်းနာမှာရှိကြတယ်မင်္ဂလာတုတ်နော်ပရိသတ်တို့ထဲမှာမင်္ဂလာတုတ်ပါတယ်ခလားပါတယ်မလားဒီနော်မင်္ဂလာတုတ်ဟောပြီးရောင်းနေတာမြတ်စွာဘုရားတရားတော်ဘဝတုတ်ကိုဟောတယ်နော်မင်္ဂလာတုတ်ကမြတ်စွာဘုရားကလောကကြီးဝါးကြောင်းဤတုတ်တဲ့ကြောင်းကိုရှင်းတင်ရှင်းထိုက်တာဆောင်းတင်ဆောင်းထိုက်တာကိုပြတယ် အဲ့ဒါပြီးလို့ရှိရင်ဒီဘတ်တက်ကြောင်းတွေဒီဆွေအကြောင်းဆိုတယ်ပြပြကြောင်းတွေဆိုတယ်ရှိနိုင်တယ်ဆိုတဲ့ဘောနဲ့အပြန်အာမင်္ဂလာပြီးပြပြအာမင်္ဂလာကိုပြောရမှာပရာဘဝအဲ့တုတ်ကိုပြောဆောင်ပြရဟုတ်တယ်အဲ့တုတ်ကလည်းလက်သားတွေကပြောဆောင်ပြရရှောက်ထားရှောက်ထားလို့ပေါ့ဟုတ်တယ်မင်္ဂလာတုတ်ကိုပြောဆောင်ဒီလက်သားတွေကရှောက်ထားလို့ပြောဆောင်ပြရဟုတ်ပုံကြားလားအေးမင်္ဂလာတော့ဟုတ်ပြီလေနောက်နေ့မှာပရာဘဝတုတ်တယ်ဟုတ်တယ်ဒါနဲ့လက်သားတွေကပြောဆောင်ပြရကိုရှောက်ထားလို့ဟုတ်တယ် ေပရာဘဝတုတ်ပြန်လာလို့ဒီပစ္စည်းအကြောင်းပေါ့နော်ပစ္စည်းအကြောင်းကိုလက်ဆောင်ပေးတာအခုမြောက်နေတဲ့ဇာတာလေးကပေါ်လာရှိအိက္ခာရာလေးကိုလည်းမြောက်ရေပုဆောပြန်ပြန်ဖြစ်တယ်ခန္ဓာတွေကဘာလဲဆိုတော့အတ္တန္တတပိယံပိယံဝင်ခြင်းတန်ဒီနာကုတိပိယံအတ္တတံတံမရောစီတိတံပရာဘဝတော်ဘုခံဆိုတဲ့ခန္ဓာလေးတို့ဒီနဝတိမလေးတို့က အတန်တတပိယဝန္တိနော်ဘာပြောတာလဲဆိုတော့လူတော်လူကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်နော်လူတော်လူကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်ကိုချင့်မြတ်နိုးနေပြီတန်ဖိုးထားနေပြီအလေးကရုပြုနေပြီဆိုလို့ရှိရင်လည်းအဲ့ဒါကပျက်စီးခြင်းရဲ့တန်းစားပဲတဲ့ဒါဆိုရင်လည်းမတည်ဟုတ်လားနော်အနတ်သားတွေဟောတာလူတွေဟောရင်သိစိတ်ချောက်တယ်ပြောတယ် လူတွေကမမေးလျှောက်လို့များလက်သားတွေလူအကျိုးလို့လာပြီးလျှောက်လာမသိဘူးနော်အဲ့နံပါတ်၁ကအတန်တတပြီအောင်ဒီနော်သူတော်လူကောင်းမဟုတ်တဲ့နော်လွန်ဆုံးပြောရင်သူရောပါလေနော်ရုံညာတဲ့ပုဂ္ဂိုလ်ကြီးလူဆိုးလူပိုက်တွေရဲ့စကားလူဆိုးလူပိုက်တွေကိုကျင့်တတ်နေပြီတန်ဖိုးထားနေပြီအလေးကြီးပြုနေပြီဆိုရင်တဲ့အဲ့ပုဂ္ဂိုလ်ကြီးအဲ့ပတ်ဝန်းကျင်ကြီးကောင် ပြည့်စည်ဆွေးုံခြင်းနဲ့တန်းစားဖြစ်ပါပါမယ်။ဒါလေးကိုဥပဒေတည်ထားရမယ်။အဲ့တော့အဲ့မှာအတ္တတဆိုစကားလေးပဲ။နော်အတ္တတ။နောက်နံပါတ်ညက်လာလေကျတော့ဘယ်လိုတော့တန်ဒီနောက်ကုရုတီပြန်အပြားထဲလာလေ။တန်ဒီလူတော်လူကောင်းညီတို့ပြန်ချစ်မြတ်လို့ကိုတန်ဖိုးထားမှုအလေးထားမှုနောက်သူတွေပြုဘူးဆိုလို့ရှိရင်လေပြည့်စည်ခြင်းရဲ့ဆွေးုံခြင်းနဲ့တန်းစားမယ်။ အဲ့တော့လူတော်လူကောင်းတွေပေါ့မိမိတို့ကိုယ်တိုင်မိမိတို့ပတ်ဝန်းကျင်ကိုယ်တိုင်တန်ဖိုးမထောင်ဘူးမလေးစားဘူးနော်မချစ်ခင်ဘူးလူရမတွန်းဘူးဆိုလို့ရှိရင်အဲ့မိသားစုအဲ့ပတ်ဝန်းကျင်အဲ့ရဲ့ရောအဲ့နိုင်ငံကတော့ပျက်စီးခြင်းရဲ့လမ်းစဆွေးခြင်းရဲ့လမ်းစကိုတည်နေပြီတဲ့ဘုရားရှင်ကအဲ့တော့မိမိတို့ကိုယ်တိုင်ဆန္ဒရမိမိတို့ကိုယ်တိုင်လူတော်လူကောင်းတွေကိုတန်ဖိုးထားရမယ် သူတို့လူကောင်းတွေကိုမိမိတို့ကိုယ်တိုင်လူရအောင်ရတယ်။နော်အဲ့ဒါလေးစဉ်းစားမိမိတို့ကိုယ်တိုင်သူတို့လူကောင်းတွေကိုလူရမတွန်းဘူးမလေးစားဘူးတန်ဖိုးမထားဘူးဆိုရင်မိမိတို့ကိုယ်တိုင်ပျက်စီးခြင်းရဲ့လမ်းစာကိုသွားလာတယ်။မိမိတို့ကိုယ်တိုင်ပျက်စီးအောင်လုပ်ရအောင်ပါသွားတယ်။နော်အဲ့ဒါလေးကိုမိမိတို့ကိုယ်တိုင်ရတယ်။လောကမှာလူတော်လူကောင်းတွေလူတော်လူကောင်းမဟုတ်တဲ့ဒီရုပ်မှာစံချက်ကတစ်ခုပဲရှိတယ်။လူကောင်းခွဲလာလို့ဟောတယ်မဟုတ်လား။ နော်အဲ့တော့နဘာနေနေတဲ့ဒီအင်္ဂါမျိုးစုံပြန်ချတယ်အဲ့တော့စဉ်းစားတဲ့အချက်ရှိတာကလူတော်လူကောင်းကိုအကောင်းနဲ့တူတယ်မသိနိုင်ဘူးတဲ့ဘုရားရှင်ပြောတာရှိဒါတုတ်တဲ့တစ်ခုမှာအင်္ဂိုးတို့မှာလူတော်ဒီပုဂ္ဂိုလ်ကလူတော်လူကောင်းဆိုတာလူတော်လူကောင်းချင်းမသိနိုင်နော်လူတော်လူကောင်းမိုးတဲ့ပုဂ္ဂိုလ်ကြီးကမသိနိုင်ဘာလို့ဆိုတော့အရင်ချင်းပြေးသွားတဲ့ပုဂ္ဂိုလ်တယောက်ကို ရင်ချင်းပြောရတဲ့ပုံစံတရားအကျင့်တိလာကောင်းတဲ့ပုံစံတရားပြောရင်တော့အကျင့်တိလာနဲ့အတိပညာနှစ်ခုအကျင့်တိလာနဲ့အတိပညာပြည့်ရတဲ့ပုံစံလူတော်လူကောင်းတရားအဲ့ပုံစံချင်းချင်းနဲ့တိနေဒီပုံစံကဒီလိုရင်ချင်းနေရှိတယ်နော်ဒီလိုပြည့်ဝတဲ့အကြောင်းရှိရယ်ဆိုသူတို့ချင်းနဲ့ပဲတိလာတာနော်သူ့အောင်နေတဲ့ပုံစံပြောရင်တော့လူစိုးလူပိုင်းတရားလူတော်လူကောင်းတွေကောင်းကောင်းမသိနိုင်သူတို့ရဲ့အထင်နဲ့ပဲ ပြောကောင်းလို့နော်ဒီပုဂ္ဂိုလ်ကဘယ်ရင်ချင်းရှိတယ်ဘယ်လိုပြီးွားလဲဆိုတာလူတို့လူကောင်းချင်းရဲ့ဥစ္စာတွေမသိနိုင်တာတဲ့လူတို့လူကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေကလူတို့လူကောင်းကိုမမှန်တမှန်မသိနိုင်ပါဘူးအဲ့ဒီလည်းစဉ်းစားရမယ်ချက်ပဲနော်မိမိတို့ကဒီပုဂ္ဂိုလ်ကလူတို့လူကောင်းလို့အပြည့်ဝအပြည့်လို့ဆိုရင်မိမိတို့ကလည်းလူတို့လူကောင်းဖြစ်အောင်ပြည့်ဝလို့လုပ်လာတယ် နော်ဒီပုဂ္ဂိုလ်ကအသိပညာပြေဝတဲ့ပုဂ္ဂိုလ်ပညာတတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်မိမိကိုယ်တိုင်ပညာတတ်အောင်ပြီလားမလို့လားအဲ့လိုမှမလို့ရှိရင်မကြည့်နိုင်ဘူးပြန်နော်မကြည့်နိုင်ဘူးအဲ့တော့ဒီအခုကြတော့လူတော်လူကောင်းနေရတော့တဲ့ဒီပုဂ္ဂိုလ်ကလူတော်လူကောင်းမဟုတ်ဘူးနော်ဒီပုဂ္ဂိုလ်ကမတူတော့ဒီပုဂ္ဂိုလ်ကလူဆိုးလူပဲဆိုတော့သိနိုင်နေတယ်ဟုတ်တယ်သူကသူ့မှာငင်ဝဲကျင်ဘူးဒါနဲ့ဒီမျက်စိမြင်ပြောလို့ရှိတော့ မျက်စိကောင်းတာမျက်စိကောင်းတဲ့ပုဂ္ဂိုလ်မျက်စိကောင်းတဲ့ပုဂ္ဂိုလ်ရဲ့ကြည်ချင်းနဲ့မျက်စိမကောင်းတဲ့ပုဂ္ဂိုလ်ကြည်ချင်းမတူတော့ဘူးလေဟုတ်တယ်မဟုတ်လားနော်အဲ့လိုပုံစံမျိုးပေါ့နော်လူတော်လူကောင်းနေတာတော့လူတော်လူကောင်းချင်းလေတည်ရဲ့နော်လူတော်လူကောင်းမဟုတ်တဲ့လူစုလူမိုက်တွေကိုလည်းတည်နိုင်တယ်နာမစောပြီးတော့ဟောတာတကယ်လေးစဉ်းစားကြည့်အဲ့လိုမျိုးတွေ့တယ်နော်အဲ့တော့ဒီပရဘောတုတ်တယ်ကောမစောပြီးတော့ချက်လာတာကချက်ချက်ရှိသွားပြီ ဒါပေမဲ့ကအတန်တတပြရာမူဒီလူတော်လူကောင်းတွေကိုတန်ဖို့မထားတန်ဖို့မထားဘူးလူရမတွန်းဘူးအချစ်ကမမြန်လို့ဘူးဆိုလို့ရှိရင်အိပ်ပြီးတရားစုအိပ်ပဲဝန်းကျင်အိပ်ရရောလဲဆွေချောင်းကိုပြစီချောင်းကိုဒီနေတယ်တဲ့အေနံပါတ်တက်ကတာဒီနာကုရုတီပြန်နော်လူတော်လူကောင်းတွေကိုအချစ်ကမမြန်လို့တော့နော်နံပါတ်သုံးကြပါလဲဆိုတော့အတ္တတံတံမာရောစီတီအတ္တတံတံမာရောစီတီနော် လူစိုးလူပိုင်းလူစိုးလူကောင်းတွေရဲ့ဒီလိုလူကောင်းတွေရဲ့စက်ကျင်မဖြစ်တဲ့လူစိုးလူပိုင်းတွေရဲ့စကားနော်သူတို့ရဲ့စကားတွေကိုစိတ်ညစ်တာများနေပြီအဲ့လိုဆိုရင်အိတ်တုံးခြင်းအိတ်မိသားစုစိတ်ရုပ်ပစ္စည်းချင်းကိုရက်သားစားဖြစ်လာပြီတရားလေးတည်းတည်းပြောရမှာပဲဒီလိုတွေနော်မိတို့မိသားစုမိတို့ရိုက်ရအောင်အားလုံးပါတယ်မိတို့နိုင်ငံတကာတို့ပါတယ်တရားတွေက ်ေလူစိုးတို့ဘိုက်တွေရဲ့စကားတွေနော်သူတို့ရဲ့လုံရက်တွေကိုမိမိတို့ကိုယ်တိုင်ကြိုက်ကြတတ်နေပြီမိမိကိုယ်တိုင်အလေးပေးထားနေပြီဆိုလို့ရှိရင်လေဘုရားရှင်ကအဲ့ဒါပစ္စည်းချင်းရဲ့ဓာစာဆွေးရုံချင်းရဲ့ဓာစာဖြစ်ပါတယ်ဆိုပြီးတော့မြတ်စွာဘုရားဒီကာရမှာပစ္စည်းဆွေးရုံချင်းရဲ့ဟောင်းတုံးချပြရတယ်နော်ခလာလေးကအတန်တတပိယဟူတိတန်ဒေနာကုရုတိပိယအတတံတံမောစီတိတံပရာဘောတောဒုက္ခံ တရားကိုပြန်ချလို့ရှိရင်နံပါတ်1ကဘသူတော်တွေကိုနော်လူစိုးလူမိုက်တွေကိုအရေးပေးပြီးတန်ဖိုးထားနေပြီဆိုလို့ရှိရင်အိပ်ပေါ်ဝင်ချင်းအိပ်မိသားစုအိပ်နိုင်ငံတကြီးဝါစုစုပေါ်တော့မင်းတဲ့နော်ပျက်စီးခြင်းရဲ့ဒါစားဖြစ်ပါဘူးတဲ့နော်တော့နံပါတ်1ကဘာလဲဆိုတော့လူတော်လူကောင်းတွေကိုတန်ဖိုးမထားဘူးလူတော်လူကောင်းတွေကိုအရာမသွင်းဘူး နော်ဒီလိုလူကောင်းတွေကိုပြီးပြထားပြီဆိုလို့ရှိရင်အိပ်ပဲဝန်းကျင်အိပ်မိသားစုအိပ်နိုင်ငံလည်းပြစီစိုးရခြင်းနဲ့နားစားပဲနံပါတ်3ကအဒနာတမရောစီဒီနော်အသူတော်ကြီးရဲ့စကားလူစိုးလူမိုက်တီရဲ့စကားသူတို့ရဲ့လုပ်ရည်တွေကိုကြိုက်မြတ်တတ်နေပြီဆိုလို့ရှိရင်လည်းအိပ်နိုင်ငံအိပ်မိသားစုအိပ်လူမျိုးဟာလည်းစိုးရပြစီခြင်းနဲ့နားစားဖြစ်နေပြီတဲ့ဒီသုံးချက်ကိုလည်းဆောင်ပြဟောရတာရှိတယ်ဒီကဥစဉ်မြောက်ရေးဆောင်တာအိပ်သုံးချက်ပဲမိမိတို့ဘဝကို မိသားစုကိုစားပြီးသွားဟုတ်တယ်မလားသူ့ဘဝကမိသားစုကိုစားတာလည်းမိသားစုကိုစားရတယ်မိသားစုကိုစားရတယ်လို့ကိုကိုယ်တိုင်ဘယ်လိုတည်းမှာပါနေလဲဒီတော့ကြည့်ရမှာကိုယ်တိုင်ပါနေခဲ့လို့ရှိရင်ကိုမိသားစုကိုစားပြီးပြန်ရတော့မှာဆိုလို့ချင်းလမ်းစာဖြစ်သွားတယ်နော်မိမိတို့ရဲ့ဒါလေးတွေမှတ်ထားရမယ်နော်အားကြောင့်ဒီတော့ချက်လေးကိုလေပူစာမှတ်မိအောင်ခပြားနေတာလေးတွေလိုက်ဆိုကြရအောင်နော် ေလိုက်စလိုက်ကြမယ်မတူတော်များညွန်လေးစားပြပြပြထူနေရမတူတော်များညွန်လေးစားပြပြပြထူနေရတော်ကောင်းသူများမလေးစားပြပြထူနေရ တောကောင်းသူများမလေးစားပြပြထူနေရာမကောင်းစကားဘုံကြညာပြပြထူနေရာမကောင်းစကားဘုံကြညာပြပြထူနေရာ ဒီလိုနေနဲ့ဒီအင်တာနက်မြန်မာကိုကြောင်းပြီးလို့ပရာဘောတုတ်တံကိုဖြောက်ရည်ပြီးလို့ဒီလာတပါတယ်ဒီပရာဘောတုတ်တံကိုမိလိုကိုယ်တိုင်ကျမ်းနာမှာသာပြီးတော့မိလိုကိုယ်တိုင်ကိုစီကိုမမိမိရဲ့ဒီသားစုအတွက်မိလိုရဲ့ရွာအတွက်မိလိုနိုင်ငံအတွက်ကိုစီကိုမတရားတွေသိရှိနိုင်လာခြင်းတို့ပြီးတော့ဆောင်းတဲ့နာဆောင်ရွဆောင်းတဲ့နာဆောင်ပြီးတော့လောကကိုအနာဆန္ဒတော့ ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်များကိုစီကိုမှပြောင်းကြောစားအထောက်အကူပေးကြပါစေကုန်သတည်း